်မင်္ဂလာပါရှင်မန္တလေးခေတ်သစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်မြမနိုင်ငံ၏ပြည်ထနာကိုဖြည့်ရှင်ဖို့လက်နက်ကင်ပတိပခါရှင်းရောက်နေခြင်းမှာမှာရွေးနေကြောင်းနိုင်ငံ၏ပါတီများကတက်တည်ပြဖို့ဒေါက်တာအီမောင်ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံရဲ့ပြည်ထနာတွေကိုဖြည့်ရှင်ဆောင်ရွက်ရမှာလက်နက်မသားနေနိုင်ငံပြည်ထနာဖြည့်ရှင်ဆောင်ရွက်ရမယ်လို့အယူအဆနဲ့လက်နက်ပဏိပခါတွေရှင်းရောက်နေခြင်းကအမှားယွင်းနေကြောင်းရခိုင်ဦးဆောင်ပါတီ AFP ကောင်ဆောင်ဒေါက်တာအေးမောင်ကပြောပါတယ်။ မေလ၁၀ရက်နေ့မှာရှန်ကုန်မြို့ပြည်တော်စုကြန့်ခိုင်နယ်ဖွံ့ဖြိုးရေးပါတီ USDP ရုံးမှနိုင်ငံပါတီများတွေ့ဆုံဆွေးနွေးပွဲမှာဒေါက်တာအေးမောင်ကအခုလိုပြောပြခဲ့တာပါ။အဲ့ဒီတွေ့ဆုံပွဲကိုစစ်ကောင်စီလောက်ကနိုင်ငံပါတီ23ပါတီတက်ရောက်ပြီးမြမနိုင်ငံချင်းတွေကိုဆွေးနွေးခဲ့ကြောင်းသိရပါတယ်။လက်ရှိကာလမှာအားလုံးတည်တဲ့အချိန်မှာနိုင်ငံပါတီတွေကနောက်ကိုဆုတ်သွားတယ်။လက်နက်ကိုင်ပဋိပက္ခရှေ့ကိုရောက်ပြီးကာမလက်နက်မှသာလင်းနိုင်ငံပြည်ထနာကိုဖြည့်ရှင်းနိုင်မယ်ဆိုတဲ့ဟာသွားပြီးဒီကိစ္စမှာကြောင့်ကိုကျွန်တော်တို့တက်တည်ပြဖို့လိုတယ်။ အဲ့ဒလိုမှကြောင့်တည်တည်ပြဖို့နိုင်ငံရေးအားဖြင့်ကျွန်တော်တို့ဟာပါတီတွေဘလောက်ပဲကွဲကွဲညှို့ညွတ်ပါတယ်လာမယ့်၅နှစ်တာကာလမှာဒီလိုပဲနိုင်ငံရေးချက်တွေကိုတကယ်စုပေါင်းပြီးခါမှဖြည့်ရှင်းသွားပါတယ်ဆိုတဲ့အဥ္စာမျိုးကိုဒီနာဆာကရဲ့၅နှစ်တာအလွန်ကာလမှာတည်ငြိမ်အေးချမ်းပြီးမှလက်ရှိ၅နှစ်နဲ့ဆက်ဆက်တဲ့အင်အားတစ်ခုဖြစ်အောင်လုပ်ဖို့ကျွန်တော်တို့စူးစမ်းပြီးမှဝိုင်းဝန်းတည်ဆောက်ဖို့လိုတယ်လို့ဒေါက်တာအေးမောင်ကပြောပါတယ် ဒါအပြင်မြန်မာနိုင်ငံရဲ့နိုင်ငံရေးပြည်ထနာများပြည်ရင်းစစ်များဆက်လက်ရှိနေပြီးနိုင်ငံဖွံ့ဖြိုးတိုးတက်မှုနဲ့တည်ငြိမ်အေးချမ်းမှုမရှိခြင်းကပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးခြင်းကအဓိကအကြောင်းရင်းတစ်ခုဖြစ်ပြီးတပါတီစနစ်နဲ့မြန်မာနိုင်ငံကိုပြန်လည်တည်ဆောင်ရေးကိုဒေါက်တာအေးမောင်ကဆိုပါတယ်မြန်မာနိုင်ငံရေးစည်ရေးတင်မှမှုကျွန်တော်တို့လိုအပ်တာကတည်ငြိမ်အေးချမ်းတဲ့မြန်မာနိုင်ငံရဲ့အခင်းကျင်းအဲ့ဒီခင်းကျင်းကိုမရဘဲနဲ့ဘလို့မှဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံအတွက်မတည်ဆောင်နိုင်ဘူးကျွန်တော်တို့အားလုံးညီညွတ်နိုင်မှာပေါင်းစည်းနိုင်မှာကျွန်တော်ပထမပြောသလိုတပါတီအဲ့ဒါစဉ်းစားဖို့လိုတယ်တပါတီ မဖြစ်နိုင်တောင်မှရွှေကပွဲမတိုင်မီမြန်မာနိုင်ငံရေးလိုအပ်ချက်ကအမျိုးသားညီညွတ်တယ်ဆိုတဲ့စုပေါင်းဆက်ပေါင်းနိုင်ငံရေးအဖြစ်ညီညွတ်တယ်တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကိုရအောင်ချီတက်မယ်ဆိုတဲ့မူနဲ့သွားမယ်ဆိုရင်ပါတီတိုင်းအားလုံးညီညွတ်ဖို့လိုပါတယ်လို့ပြောပါရယ်နိုင်ငံရေးပါတီများညီညွတ်ပြီးတိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်လှုပ်ဆောင်ရမယ်လို့ဒေါက်တာအီမောင်ကဆက်ပြောပါရယ်ကျွန်တော်တို့လက်ရှိကာလကိုလွတ်လပ်ရေးခေတ်ကာလကို ပြန်စင်းစားဖို့လိုပါတယ်အဲ့ဒီတိုင်းသွားရင်မညီညွတ်ဘူးတက်တယ်ဖြတ်တယ်အခုသဘာဝဘေးအန္တရာယ်ကြောက်တဲ့ငလင်းကြောင့်ပြည်သူတွေအများကြီးတည်ကြတယ် 西藏地也独卡地，丹藏被列入。 ြန်လဲတိဆောက်ရေးအတွက်ကျွန်တော်တို့ညီညွတ်မှဖြစ်မယ်အဲ့ဒီမှာတပါတီလိုအပ်တယ်ကျွန်တော်တို့ဘယ်လိုညီညွတ်အောင်လုပ်ကြမလဲရုရှားလိုဘယ်လိုတိဆောက်ကြမလဲ VNN လိုတိဆောက်မလားကမ်မောရီးယားတပါတီစနစ်နဲ့ဘာကြောင့်အဆင်မပြေနေတာလဲလာအိုတရုတ်ဘာကြောင့်တည်ငြိမ်နေတာလဲကျွန်တော်တို့စဉ်းစားဖို့လိုတယ်လို့ပြောပါတယ်တပါတီစနစ်နဲ့တိုင်းပြည်တိဆောက်လိုပါကဖွံ့ဖြိုးတိုးတက်မှုမြန်ဆန်ပြီးပြည်သူများလုံခြုံအေးချမ်းကြောင်းနဲ့လက်ရှိမြန်မာနိုင်ငံမှာလူမျိုးပေါင်းစုံပါတီပေါင်းစုံလက်နက်ကင်ပေါင်းစုံနဲ့ပဋိပက္ခများအလွန်ရှုပ်ထွေးနေကြောင်းဒေါက်တာအီးမောင်ကပြောဆိုခဲ့တယ်လို့သိရပါတယ်နောက်ထပ်တစ်ပုတ်အနေနဲ့မြေ င်းမြို့မှကျုံးစုမြို့နယ်ကိုလာတဲ့အ мян ရင်ရင်တစည်းကိုစစ်တပ်ကဖမ်းဆီးပြီးလူငယ်၂၀ကျော်ကိုပေါ်တာဆွဲဖမ်းဆီးသွားတဲ့ကြောင့်တင်ဆက်ပေးပါမယ်။တနင်္သာရီတိုင်းမြင်းမြို့မှကျုံးစုမြို့နယ်ကိုလာတဲ့အ мян ရင်ရင်တစည်းကိုအကြမ်းဖက်စစ်တပ်ကဖမ်းဆီးပြီးလူငယ်၂၀ကျော်ကိုပေါ်တာဆွဲဖမ်းဆီးသွားကြောင်းဒေသခံပြည်သူတွေကသတင်းဌာနကိုပြောပါရယ်။မေလ9ရက်နေ့ညနေ၄နာရီကမှမြင်းမြို့မှကျုံးစုမြို့နယ်ကိုဆင်းလာတဲ့အ мян ရင်ရင်တစည်းကိုအကြမ်းဖက်စစ်တပ်ကဖမ်းဆီးပြီးအ мян ရင်တွင်လိုက်ပါလာတဲ့အမျိုးသားများအလုံးကိုပေါ်တာဆွဲဖမ်းဆီးခဲ့တာဖြစ်ကြောင်းသိရပါရယ်။အဲ့ဒီ အမြန်ရင်ထဲမှာအမျိုးသားနဲ့အမျိုးသမီးလူကြီး60ခန့်ပါဝင်ပြီးအမျိုးသမီးအားလုံးကိုပြန်လွတ်ပြီးခဲ့တော့လေအမျိုးသားလူငယ်20ကျော်ကိုစစ်မှုထံဖို့ပလာမပါရဲမဲများနိုင်ခိုင်းပြီးလူငယ်အားလုံးမဲပေါက်တယ်လို့ဆိုပြီးဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်းသိရပါဗျာ။ အဆိုပါရင်ညမာလိုက်ပါသွားတဲ့အမျိုးသားတွေရဲ့မိသားစုဝင်တချို့နဲ့ဖုန်းအဆက်သွင်းရရှိခဲ့ပြီးအစံဘတ်စစ်ကောင်စီတပ်သားတွေကစစ်မှုထံပို့ဖောင်ဖြည့်ခိုင်းနေကြောင်းသိရပါတယ်စစ်တပ်ကဆက်လီကိုဝင်စည်းတာနဲ့လူငယ်တွေအကုန်စစ်မှုထံပို့မဲနိုင်ရမယ်ဆိုပြီးနှိုက်ခိုင်းနေဗလာမပေါ့မဲရီကလူငယ်တွေအကုန်လုံးမဲပေါက်တယ်လို့သိရတယ်အဲ့ဒီထဲမှာကျွန်တော်အတိမိတ်ဆွေတွေလည်းပါတယ်အဲ့ဒီနေ့ကအဲ့ဒီအမြန်ရှင်ကိုဖမ်းဆီးလိုက်လို့တတင်းကြပြီးချင်းသူ့ကိုဖုန်းဆက်တာဖုန်းဆက်သွင်းရတယ်စစ်မှုထံပို့အတွက်စီးစစ်ပြီးဖောင်ဖြည့်နေရတယ်လို့သိရတယ်လို့ဒေသခံပြည်သူတအုပ်ကပြောပါတယ် ်ဒါအပြင်အကျန်းဖက်စစ်တပ်ကဝါရီကျေးရွာနီးရှိကျေးရွာများမှာလူငယ်များကိုလည်းတရွာလင်းလူဦးရေ၄ဦးနော်စစ်မှုထမ်းရမယ်လို့ဆိုပြီးတောင်းခံနေပြီးစစ်မှုထမ်းလူဦးရေပြီးပို့နိုင်ခြင်းမရှိပါကကျေးရွာများတွင်ဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးမယ်လို့ချိန်ချောင်းနေတာကြောင့်လူငယ်များထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါတယ်။နောက်ထပ်တပုတ်အနေနဲ့စစ်ကောင်စီ UEC ဓာတ်မပုံတင်လျှောက်ထားတဲ့ပါတီ89ခုထိရှိပြီး54ပါတီကိုခွင့်ပြုထားတဲ့ကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီလက်အောက်ခံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC မှာပါတီမပုံတင်ပို့ ောက်ထားတဲ့ပါတီ89ခုရှိရှိလာပြီး54ပါတီကိုမပုံတင်ခွင့်ပြုချက်ချတာကြောင့်ယူအီစီရဲ့မှတ်တမ်းတွေရတည်ရပါတယ်။ အာဏာသိမ်းစစ်ကောင်စီကအထွေထွေရွေးကောက်ပွဲကိုလာမဲ့ဒီဇင်ဘာလတွင်ပြုလုပ်ရန်ရှိတာကြောင့်ပါတီတီထောင်ခွင့်လျှောက်ထားလို့သူများအနေနဲ့မေလ9ရက်နေ့နောက်ဆုံးထားလျှောက်ထားဖို့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကပြီးခဲ့တဲ့ဧပြီလ10ရက်နေ့ကထုတ်ပြန်ထားပါတယ်။ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံကိုပါတီအသေးလာရောက်လျှောက်ထားတဲ့ပါတီ28ခုနဲ့နိုင်ငံပါတီဖြစ်ဆက်လက်တီထောင်ခွင့်လျှောက်ထားတဲ့ပါတီ90စုစုပေါင်း89ခုမဲ့ပုံတင်ခွင့်လာရောက်လျှောက်ထားပြီးပါတီတီထောင်ခွင့်ပြုနိုင်ငံရေးဆက်လက်စီစစ်နေကြောင်းမေလ10ရက်နေ့ထုတ်သတင်းစာမှာဖော်ပြပါရတယ်။ စစ်ကောင်စီကနိုင်ငံပါတီများမှပုံတင်ခြင်းဥပဒေတည်ကို2023ခုနှစ်ဇန်နဝါရီလ26ရက်နေ့မှာထုတ်ပြန်ခဲ့ပြီးနိုင်ငံပါတီများကိုမှပုံတင်စီခင်ခဲ့တာဖြစ်ပါတယ်စစ်ကောင်စီရဲ့နိုင်ငံရေးပါတီများမတ်ပုံတင်ခြင်းဆိုင်ရာအသက်မှာပြည်ထောင်စုတဝန်လုံးစီယုံမဲ့ပါတီအနေနဲ့ရန်ပုံငွေကြက်သိန်းတစ်ထောင်ကိုမတ်ပုံတင်လျှောက်ထားရမှာတပါရင်တင်ပြမှာဖြစ်ပြီးမတ်ပုံတင်ခွင့်ကြပြီးနောက်ရက်ပေါင်း90အတွင်းပါတီဝင်အင်အားတသိန်းနဲ့ရက်ပေါင်း180အတွင်းမြို့နယ်အလုံးရဲ့ထက်ဝက်မှာရုံးကန်များဖွင့်လှစ်နိုင်ရမှာဖြစ်ကြောင်းသတ်မှတ်ထားပါတယ်။ တိုင်းပြည်နယ်အစဉ်စီယုံပါတီများအနေနဲ့ရန်ပုံငွေကြက်သိန်းတရားကိုပါတီမှတ်ပုံတင်လျှောက်ထားရမှာတပါးရင်တင်ပြမှာဖြစ်ပြီးမှတ်ပုံတင်ခွင့်ကြပြီးနောက်ရက်ပေါင်း90အတွင်းပါတီဝင်အင်အားတစ်ထောင်နဲ့ရက်ပေါင်း180အတွင်းအ ਨੇ စုံမြို့နယ်၅ခုမှာရုံးကန်များဖွင့်လှစ်နိုင်ရမှာဖြစ်ကြောင်းသတ်မှတ်ထားပါရင်ဒီသတ်မှတ်ချက်တွေကြောင့်ပြည်ထောင်စုတဝန်းလုံးစီယုံမဲ့ပါတီအနေနဲ့လည်းမတန်နိုင်ပြည်နယ်ဓမ္မမုံတိုင်းတစ်ခုထပ်ပို့ပြီးလည်းစီယုံရင်းဆင်းလို့တဲ့ပါတီများအနေနဲ့ပါတီအမည်နှစ်ခုခွဲပြီးစစ်ကောင်စီရဲ့ရွှေကောက်ပွဲကော်မရှင်ကိုမှတ်ပုံတင်ကြပါရင်ပုံပြင်းနယ်မှာစီယုံရင်း င်းစင်းမဲ့မွန်ညီညွတ်ရေးပါတီ MUB ကကရင်ပြည်နယ်မှာလည်းစီယုံစင်းနိုင်ဖို့မွန်တိုတက်ရေးပါတီမီနဲ့စစ်ကောင်စီပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာပါတီတည်ထောင်ခွင့်လျှောက်ထားခဲ့ပြီး APDN နေ့မှာရွေးကောက်ပွဲကော်မရှင်ကပါတီမှတ်ပုံတင်ခွင့်ပြုခဲ့ပါတယ်။မွန်တိုတက်ရေးပါတီအမည်ပြောင်းလဲထားတော့လဲမွန်ညီညွတ်ရေးပါတီ MUB မွာရာတိုင်းဆက်သွားမယ်လို့ဆိုပါတယ်။စစ်ကောင်စီကလူလူထောက်ခံမှုအားကောင်းတဲ့ပါတီတွေဖြစ်တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် PARTY NLD ရှမ်းတိုင်းဒေသများဒီမိုကရေစီအဖွဲ့ချုပ် PARTY SNND လူပောင်သေးဒီမိုကရက်တစ်ပါတီအပါအဝင်ပါတီ40ကိုရပ်ပေါင်း60အတွင်းပြန်လည်မှတ်ပုံမတင်ခြင်းကြောင့်လို့ဆိုပြီးပုံမှန်25ရာပါတီဖြစ်မှပယ်ဖြတ်ခဲ့ပါတယ်။အဲဒီနောက်ရွှေကောက်ပွဲကော်မရှင်ထံကိုလာရောက်လျှောက်ထားတဲ့နိုင်ငံပါတီများနဲ့56ပါတီကိုမှတ်ပုံတင်ခွင့်ပြုခဲ့တော့လေအဲဒီနဲ့မြို့တိုင်းရင်းသားပါတီနဲ့ရှမ်းပြည်ကိုကန့်ဒီမိုကရက်တစ်ပါတီတို့ကမှတ်ပါတီမှတ်ပုံတင်ခြင်းဤဥပဒေများနဲ့ကိုက်ညီခြင်းမရှိတာကြောင့်ဖြတ်သိမ်းခံခဲ့ရတဲ့အတွက်လက်ရှိမှာနိုင်ငံပါတီ54ပါတီတာ UEC ထံမှခွင့်ပြုချက်ရရှိထားတာ ဖြစ်ပါတယ်။လက်ရှိခွင့်ပြုချက်ရရှိထားတဲ့ပါတီ54ပါတီမှာမကွေးတိုင်းနဲ့တနင်္သာရိုင်တိုင်းကလွယ်ပြီးနေပြီးတော့မှ3ပါတီ၊ရန်ကုန်မှာပါတီ20၊စကိုင်းတိုင်းမှာ2ပါတီ၊အေရရီတိုင်းမှာ2ပါတီ၊ပဲခူးတိုင်းမှာ4ပါတီ၊မန္တလေးတိုင်းမှာ1ပါတီ၊ကချင်ပြည်နယ်မှာ4ပါတီ၊ကရင်ပြည်နယ်မှာ3ပါတီ၊ရခိုင်ပြည်နယ်မှာ4ပါတီ၊ရှမ်းပြည်နယ်မှာ6ပါတီ၊မွန်ပြည်နယ်မှာ3ပါတီ၊ချင်းပြည်နယ်မှာ1ပါတီနဲ့ခရီးနီပြည်နယ်မှာ1ပါတီအတီးတီးရုံးဆိုင်ထားပါတယ်။